င်္ဂလာပါဒီဗီဖက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ AI နဲ့ဖန်တီးပြုပြင်ထားတဲ့ရုပ်သံဖိုင်တူဖြန့်ဝေမှုတွေတည်ထားအဖိုးအဖွားတွေနဲ့ကလေးတငယ်တွေကိုစောင့်ရှောက်ပေးနေတယ်ဆိုပြီးလိမ်လည်နေတဲ့ page အတူများတိုက်ပွဲတစ်ခုထဲမှာမိုးပြ PDF 52ဦးလုံးကြာဆုံးသွားခဲ့သလားစရဲလက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် သတင်းတုသတင်းအမှားတွေဝေခွဲရခန့်နေဒီဗီဖက်ချာ Facebook page ကိုလာရောက်မြင်မြန်နိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင်ဒီဗီဖက်ချာ Telegram channel ကိုလည်း join ထားနိုင်ပါတယ်ကျမကတိဆက်သူအိမ်မှာအဖိုးအဖွားတွေကိုစောင့်ရှောက်ပေးနေတယ်ခလေးတငယ်တွေကိုစောင့်ရှောက်ပေးနေတယ်ဆိုပြီးလိမ့်လည်နေတဲ့ page တွေကိုပြောပြပေးသွားပါမယ်အခုပြောပြပေးသွားမယ့်အလိမ်ပေ့ချ်တွေဟာ အမှန်တကယ်စောက်ရှောက်ပေးနေတဲ့ဘိုးဘွားစောက်ရှောက်ရေးဂေဟာတွေနဲ့မိဘမက်ဂေဟာတွေကို တူပပြီးအယောင်ဆောင်ထားတဲ့ Facebook page အတူတွေပဲဖြစ်ပါတယ်။ TV ဖတ်ချက်ရဲ့စစ်စစ်ချက်အရ YGW ဘိုးဘွားများစောက်ရှောက်ရေးကြောင်းမန္တလေး YGW ပရာဟိတမိဘမက်ဂေဟာကြောင်းမန္တလေး YGW မိဘမက်ကြောင်းအဝါရောင်မျိုးဆက်သက်မိဘမက်ဂေဟာနဲ့မြစ်တာရိပ်ပရာဟိတမိဘမက်ဂေဟာចောင်းနာမည်တွေနဲ့ Facebook page အတူတွေရှိနေပြီး ီ page တွေဟာ page asset တွေကတင်ထားတဲ့ဓာတ်ပုံတွေအလှူရှင်ဂုံပြုတ်လွှာတွေကိုခိုးယူပြီးမျှဝေထားတာတွေ့ရှိရပါတယ်။ဒါကြောင့်စေတနာထက်တန်စွာလှူဒန်းခြင်းသူတွေအနေနဲ့မလှူခင်အရင်ဖက်ချက်နိုင်ဖို့နဲ့ page အတုတွေကိုဘလို့စစ်နိုင်လဲဆိုတာကိုမျှဝေပေးသွားပါမယ်။ WGW ဘိုးဘွားများစောက်ရှောက်ရေးကြောင်မန်တာလေးဆိုတဲ့ page ဟာနာမည်မှာကိုမန္တလေးနဲ့မန်တာလေးဆိုတာကိုမှားယွင်းစွာရေးသားထားတာတွေ့ရှိရပါတယ်။ဒါအပြင် အဘောက်အောက်မှာရှိတဲ့ page transparency ကိုဝင်စစ်ဆေးကြည့်တဲ့အခါမှာအဲ့ဒီ page ဟာမေလ12ရက်နေ့ကမှအသစ်ဖွင့်လှစ်ထားတဲ့ page ဖြစ်နေပြီး follower ကတော့ 2.4k ရှိပါတယ်။ဒီလိုလူသိများတဲ့ပရာဟိတကျောင်းနာမည်တွေနဲ့ဖွင့်ထားတာတွေဟာ page အသစ်ဖြစ်နေရင်လဲသတိထားကြဖို့နဲ့တန်တရားရှိကြဖို့လိုပါတယ်။နောက်တစ်ချက်ကတော့အလှူရှင်ဂုံပြုတ်လွှာတွေကိုတေချာစစ်ဆေးကြည့်မယ်ဆိုရင်ဂုံပြုတ်လွှာတွေဟာ ပြုတ်ပြင်ထားတာမူရင်းခုံပြူလှော်တွေကိုအက်ဒစ်လုပ်ထားတယ်ဆိုတာထင်ရှားနေပြီးဖောင်ဆာလုံးတွေကလည်းကွဲလွဲနေသလိုဆာလုံးပေါင်းတွေကလည်းမှားယွင်းနေတာတွေ့ရှိရပါတယ် YGW ဘိုးဘွားများစောင့်ရှောက်ရေးကြောင်းမန္တလေးရဲ့ page အစစ်ကတော့ follower 1 million အထိရှိပြီးအလှရှင်ခုံပြူလှော် page အတူကပုံတွေနဲ့ရှင်ကြည့်မယ်ဆိုရင်တိတိတသားကိုကွဲပြားခြားနားနေတာကိုတွေ့ရှိရပါတယ် page အစစ်ရဲ့ page name ဟာဇော်ဂျီဖောင်းနဲ့ရေးသားထားတာလည်းတွေ့ရှိရပါတယ်။ဒါအပြင် WGW ပရဟိတမိဘမဲ့ဂေဟာကြောင့် Mendeley page အတူရဲ့ transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင် PC ဆိုးဆိုတဲ့ page ကနေနာမည်ပြောင်းလဲထားတာဖြစ်ပြီး page ရဲ့ review တွေမှာလည်းအတူဖြစ်ကြောင်းအလိမ် page ဖြစ်ကြောင်းရေးသားထားမှုတွေရှိနေပါတယ်။ WGW ပရဟိတမိဘမဲ့ကြောင့် Mendeley page အစစ်ရဲ့ page name ဟာ Zoji Fang နဲ့ရေးသားထားတာဖြစ်တယ်လို့ Geha ဆိုတာလည်းပါဝင်ခြင်းမရှိပါဘူး။ page အစစ်ကတော့ follower 636k အထိရှိပါတယ်။ဒါအပြင် အလှရှင်ဂုံပြုတ်လွှာဟာလည်း page အစစ်မှာဆိုရင်လရင်းစာသားနဲ့သာရေးသားထားပြီး page အတူကတော့နောက်ခံတစ်ခုတည်းကိုပြုပြင်ပြီးလှူဆောင်ထားတာထင်ရှားနေပါတယ်။ဒါအပြင် YGW မိဘမဲ့ចောင်း အဝါရောင်မျိုးဆက်သစ်မိဘမဲ့ဂေဟာနဲ့မေတ္တာရေပရာဟိတာမိဘမဲ့ဂေဟာចောင်းတွေကိုစစ်ဆေးကြည့်မယ်ဆိုရင်လေပြုပြင်ထားတဲ့အလှရှင်ဂုံပြုတ်လှော်တွေကိုတင်ထားတာဖြစ်တဲ့အပြင် page transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင်လေနာမည်အမျိုးမျိုးကနေပြောင်းလဲထားတာကိုတွေ့ရှိရပါတယ် page ရဲ့ review တွေကိုစစ်ဆေးကြည့်တဲ့အခါမှာလဲအလိမ် page တွေဖြစ်ကြောင်းပြောဆိုထားတာတွေ့ရှိရပါတယ်ဒါကြောင့်အဖိုးအဖွားတွေနဲ့ကလေးငယ်တွေအတွက်လှူဒန်းလိုသူတွေအနေနဲ့ ိုတိုင်ကိုကြတွားရောက်လှူဒန်းတာမျိုးမဟုတ်ပဲ Facebook page တွေကနေဆက်သွယ်ပြီးလှူဒန်းတော့မယ်ဆိုရင် page အဆက်မှဟုတ်မဟုတ်တေချာစစ်စစ်ပြီးမှလှူဒန်းကြဖို့နဲ့ page အထုတွေကိုတွေးခဲ့ရင်လည်း scan report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ဒီနေ့ခင်မှာရုပ်တံဖိုင်တွေဖန်တီးဖို့အတွက်ကိုတိုင်ကိုကြရိုက်ကူးထုတ်လုပ်တာအပြင် AI generate ရုပ်တံတွေလည်းအများပြဖန်တီးလာကြပါတယ်ဒါအပြင် AI နည်းပညာတိုးတက်မှုနဲ့အတူ AI နဲ့ဖန်တီးထားတဲ့ရုပ်တံဖိုင်တွေနဲ့ဓာတ်ပုံတွေဟာအဆက်နဲ့အတော်ကိုတူညီနေတာမို့ဓာတ်ပုံတွေရုပ်တံဖိုင်တွေနဲ့အတူဖြန့်ဝေနေတိုင်းလဲအဆက်အမှန်လို့ယုံကြည်လို့မရတော့ပါဘူးမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေရချိန်မှာ AI နဲ့ဖန်တီးထားတဲ့ရုပ်တံဖိုင်တွေအများပြားပေါ်ထွက်လာခဲ့ပြီးငလျင်ဘေးနဲ့ရေကြီးမှုဘေးတွေမှာ AI နဲ့ဖန်တီးထားတဲ့ရုပ်တံဖိုင်တွေပြန့်နှံ့ခဲ့တာများပြီး တဆင့်ပြန်လဲဖြန့်ဝေသူတွေလည်းအတော်အများပြခဲ့ပါဗျ။ဒီဖြန့်ဝေမှုတွေဟာသတင်းအမှားဖြစ်ကြောင်းလွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာ အချက်လက်တွေစစ်ဆေးခဲ့ပါဗျ။ဒီလိုဖြန့်ဝေမှုတွေဟာမြန်မာတိုင်းငံထဲမှာတွေမကပဲကမ္ဘာမှာလည်း AI ရုပ်သံဖိုင်တွေပြန့်နှံ့မှုများခဲ့ပြီးတဘာဝဘေးမှာတွေမကပဲဝါရဖြတ်တဲ့အချိန်မှာပါအတုံးချလာတာတွေ့ရှိရပါဗျ။ လက်တလုံးမှာအစ္စရေးနဲ့အီရန်ကြားပဋိပက္ခတွေဖြစ်ပွားနေတဲ့အပေါ်မှာ AI အသုံးပြုဖန်တီးထားတဲ့အချက်အလက်အမှားတွေအများကြီးပြန့်နှံ့နေပြီး AI အသုံးပြုဖန်တီးထားတဲ့ဗီဒီယိုတော်တော်များများပြန့်နှံ့ခဲ့တာကိုနိုင်ငံတကာသတင်းတွေမှာအချက်အလက်စစ်စစ်ပြီးဖော်ပြမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ပဋိပက္ခတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာလည်း AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေ၊ရုပ်သံဖိုင်တွေ၊ဝါရဖြန့်နာတွေနဲ့သတင်းတုသတင်းအမှားဖြန့်ဝေမှုတွေကိုအထူးသတိထားဖို့လိုအပ်ပါတယ်။ AI နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုဟာလူသားတွေကိုအကျိုးပြုလာတာတွေအများပြားရှိသလိုတစ်ဖက်မှာလည်း AI ကိုအသုံးပြုပြီးသတင်းတို့သတင်းအမှားဖန်တီးတာတွေဝါရဖြန့်တာတွေပုံမှုလှုပ်ဆောင်လာနိုင်တာမို့လို့ဓာတ်ပုံတွေနဲ့အတူဖြန့်ဝေတိုင်းရုပ်တံဖိုင်တွေနဲ့အတူဖြန့်ဝေတိုင်းတစ်ထစ်ချယုံကြည်လိုက်တာမျိုးမဟုတ်ဘဲနဲ့ရုပ်တံဖိုင်တွေတွေ့တိုင်းပါဝင်တဲ့ရုပ်ကတ်တွေကိုတေချာကြည့်ရှုဖို့ တကယ်အဲ့ဒီဒေတာမှာနေတဲ့လူတွေကိုတေချာမေးမြန်းပြီးမှအတီးပြုဖို့နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဆက်ဆက်အကြောင်းအရာတွေကိုဖော်ပြထားတာရှိမရှိတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလူတချို့သွာလာနေရင်လဲကျတိတ်ဆုံးနေတာတွေတွေ့ရှိခဲ့ရပြီးလူ30ကျော်တိတ်ဆုံးခဲ့တယ်။ ထိုင်းမှာ COVID-19 ရောဂါကူးစက်ခံရတဲ့နှုန်းမြင့်တက်နေတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ PKK စိုင်းနောင်နဲ့ Arakan ရွှေမောင် Facebook အကောင့်တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီအကြောင်းအရာကိုလမ်းပေါ်မှာလူတွေလဲကျနေတဲ့တပ်ပုံတွေနဲ့အတူဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာ ဖြန့်ဝေနေတဲ့ဓာတ်ပုံတွေဟာလက်တလောဖြစ်ပွားနေတဲ့ဓာတ်ပုံတွေမဟုတ်ဘဲ2021ခုနှစ်ကလေးကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ဒီပြန့်နှံ့ခဲ့တဲ့ဓာတ်ပုံတွေဟာထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဓာတ်ပုံတွေလို့2021ခုနှစ်ကဖြန့်ဝေခဲ့ပေမဲ့မူရင်းတင်ထားတဲ့ရင်းမြစ်ကိုတော့ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ဒါပေမဲ့ဖြန့်ဝေမှုတွေအရဓာတ်ပုံတွေဟာလက်တလောဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘဲ2021ခုနှစ်အတွင်းကပြန့်နှံ့ခဲ့တဲ့ဓာတ်ပုံတွေကိုလက်တလောဖြစ်ပွားခဲ့တဲ့အ ပြန့်နှံ့နေရပဲဖြစ်ပါတယ်။လက်ရှိထိုင်းနိုင်ငံတွင်မှာ COVID-19 ပြန့်နှံ့မှုတွေများပြားနေတာနဲ့ပတ်သက်ပြီးထိုင်းသတင်းဌာနတွေမှာဖော်ပြထားတာတွေရှိပေမဲ့လူအများပြားထိခိုက်သိမ်းဆုံးနေတာတွေသွာလာနေရင်လဲကျသိမ်းဆုံးသွားတာတွေနဲ့ပတ်သက်လို့သတင်းဌာနတွေနဲ့ကျန်းမာရေးဌာနတွေကဖော်ပြထားတာမရှိပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလူတချို့သွာလာနေရင်လဲကျသိမ်းဆုံးနေတာတွေတွေ့ရှိခဲ့ရပြီးလူ30ကျော်သိမ်းဆုံးခဲ့တယ်။ ထိုင်းမှာ COVID-19 ရောဂါကိုဆက်ခံရတဲ့နှုံမြင့်တက်နေတယ်ဆိုပြီးဖြန့်ဝေနေမှုဟာကိုဆက်မှုနှုံမြင့်တက်နေတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့လူတွေလဲကျသေဆုံးနေတယ်ဆိုပြီးဖြန့်ဝေမှုဟာမှားယွင်းနေပါတယ်ဒီလို ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြန့်နှံ့လာတဲ့အခါတိုင်းမှာလူတွေအကြားမှာပြန့်နှံ့မှုပုံမှုများပြားလေးရှိတာမို့လို့ပြန့်နှံ့မှုတွေများတိုင်းချက်ချင်းယုံကြည်လိုက်တာမျိုးမဟုတ်ဘဲသက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့သတင်းဌာနတွေရဲ့ဖော်ပြမှုတွေကိုစောင့်ကြည့်ပြီးမှယုံကြည်ကြဖို့အရေးကြီးပါတယ်ပခုတ်ကူအင်းဝိုင်းကျေးရွာကအမျိုးသမီးပြည်သူ6ဦးကိုပခုတ်ကူ PDF တက်ရင်ရှစ်က အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးနှိပ်စက်ခဲ့လို့ပြင်းထန်ဒဏ်ရာတွေရရှိပြီး PDF အချင်းချင်းလဲသဘောထားကွဲလွဲလို့ပြဿနာတွေတက်နေရဲဆိုပြီး ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ Snow Queen, True Wave Media, ရွှေနေကြာ, Mindin, ဘဲဦးမာ,ကိုလှရွှေသတင်းမှန်,ဘာညော,ကကဟန်,ဟန်ငင်းဦးနဲ့ကြော်စွာစတဲ့ Telegram Channel တွေကနေဇွန်လ20ရက်နေ့ကဖြန့်ဝေနေခဲ့တာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ ဒီဖြန့်ဝေမှုကိုရိုက်နှက်ခံရပြီးအရှုံးရတွေပေါ်နေတဲ့ဓာတ်ပုံတွေနဲ့အတူဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကိုစစ်စစ်ကြည့်တဲ့အခါမှာတော့ဓာတ်ပုံတွေဟာပုံဟောင်းတွေကို အသုံးပြုပြီးဖြန့်ဝေနေတာကိုစစ်စစ်တွေ့ရှိရပါတယ်။ဖြန့်ဝင်နေတဲ့ပုံတွေထဲကတပုံဟာ2025ခုနှစ်မတ်လအတွင်းက DVB နဲ့ရလက်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြခဲ့တဲ့ CDM တူနာပြုတ်ဆီယာမတူဦးဖြစ်တဲ့ရဲမေမဲ့ရင်မွန်အောင်ကို ကြောက်စက်ခိုင်းတရင်သုံးတရင်မှုရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ကဓာတ်ပုံဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ဒီဖြစ်စဉ်ဟာပခုတ်ကူတရင်ရှင်းနဲ့ဆက်ဆက်ချင်းမရှိသလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာဟာလည်းကြောက်စက်ခိုင်းတရင်သုံးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကြောပြင်တစ်ခုလုံးအရှိုးရရပြည့်နေတဲ့ဓာတ်ပုံဟာဆိုရင်လေဂန်ဂောကဈေးကဲအမျိုးသမီးကိုပကဖပအဖရိကသတင်းပေးဟုတ်မဟုတ်မင်းမြတ်မိရိုက်နှက်စစ်ဆေးခဲ့စဉ်ကတပ်ပုံဖြစ်ပါတယ် ဒီဖြစ်စဉ်ဟာလက်တလောဖြစ်ပွားခဲ့တာမဟုတ်ဘဲ2023ခုနှစ်ဩဂတ်လ15ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဓာတ်ပုံတွေနဲ့အတူသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ပခုတ်ခုအင်းဝိုင်းကျေးရွာက အမျိုးသမီးပြည်သူ6ဦးကိုပခုတ်ခု PDF တည်ရင်ရှစ်ကအကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးနှိပ်စက်ခဲ့လို့ပြင်းထန်ဒဏ်ရာတွေရရှိပြီး PDF အချင်းချင်းလဲသဘောထားကွဲလွဲလို့ပြဿနာတွေတက်နေတယ်ဆိုပြီးဖြန့်ဝေနေတာဟာ ပုံအဟောင်းတွေကို အသုံးပြုပြီးလိုရာဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။အခုရပိုင်းမိုးပြဲမြို့အနီးတိုက်ပွဲမှာမိုးပြဲ PDF အမှတ်1001တပ်ရင်းတစ်ခုထဲမှာ PDF တပ်ဖွဲ့ဝင်52ဦးသေဆုံးပြီး90ကျော်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မိုင်းဝေ Telegram Channel ကနေဇွန်လ19ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီး ပြန့်နှံ့မှုလည်းများပါဗျာ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်စစ်ကြည့်တဲ့အခါမှာမိုးပြင်း PDF ဖွဲ့စည်းတဲ့၄နှစ်တာကာလအတွင်းမှာရဲဘော်52ဦးကြဆုံးခဲ့တယ်လို့မိုးပြင်း PDF ကဇွန်လ18ရက်နေ့ကကျင်းပခဲ့တဲ့အမှတ်1001မိုးပြင်း PDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်အခမ်းအနားမှာထုတ်ပြန်ခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်ဒါအပြင်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမိုးပြ PDF ရဲ့ Facebook စာမျက်နှာမှာလည်းထုတ်ပြန်ထားပါသေးတယ်။ဒါကြောင့် မိုးပြေ PDF အမှတ်1001တက်ရင်းကတဖွဲ့ဝင်52ဦးကြဆုံးခဲ့တဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့လင်းနှစ်တာကာလအတွင်းမှာကြဆုံးခဲ့ရတဲ့ရဲဘော်အရေးအတွက်စွတ်စွပောင်းတာဖြစ်ပါတယ်။စစ်ကောင်စီ lobby channel တွေက ဖြန့်ဝေနေတာကတော့တိုက်ပွဲတစ်ခုအတွင်းမှာရဲဘော်တွေ52ဦးလုံးတခါတည်းကြဆင်းခဲ့တဲ့အောင်ဖြန့်ဝေနေတာမို့လို့ဖြစ်စဉ်အမှန်ပေါ်မှာသတင်းအချက်အလက်အမှားတွေထည့်သွင်းပြီးဖြန့်ဝေနေတဲ့သတင်းအမှားတာဖြစ်ပါတယ်။ online user တွေအနေနဲ့ တင်းတွေပြန့်နှံ့တဲ့အခါမှာဒီလိုမျိုးအကြောင်းအရအမှန်ပေါ်အခြေခံပြီးအချက်လက်အမှားတွေထည့်သွင်းပြီးဖြန့်ဝေတတ်တဲ့သတင်းအမှားမျိုးတွေကိုရှိတတ်တာကိုသတိပြုကြဖို့နဲ့ဖြန့်ဝေမှုတိုင်းကိုတေချာလေးဖတ်ဖို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာနဲ့တေချာတိုက်ဆိုင်စစ်ဆေးကြည့်ကြဖို့အကြံပြုလိုက်ရပါတယ်။ င်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထဲမှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြရမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အလုံးမဲ့ online တက်ရင် fact check ကြပါလို့သတင်းစကားပါရင်ね DB fact check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။